ပြည်ထောင်စုသမရမြန်မာနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာရေးကော်မရှင်ဥက္ကဋ္ဌပူဇုံမှုကြီးသရိုးမဟာသရေစီသူသရိုးတီတီအသူဓမ္မမင်းအောင်လိုင်းထံမှ2025ခုနှစ်တရ5နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကိုတဝန်လွှာပေးပို့ပါရစေ။ အဲ့ဒီတဝန်လောကောက်နှုတ်ချက်မှာအင်းနေသည့်မြန်မာတနိုင်ငံလုံး네ချေအင်္ဂလိပ်တို့ရဲ့လက်အောက်ကျရောက်ခဲ့စဉ်ကအင်္ဂလိပ်တို့ရဲ့ကိုလိုနီကျွန်းပညာရေးစနစ်ကိုမြန်မာတမျိုးသားလုံးကစီလုံးညီညွတ်စွာဆန့်ကျင်တော်လှန်ခဲ့တဲ့အထိတ်အမှတ်သမိုင်းဝေနေတူနေမြတ်ဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်အဥပဒေကိုတက္ကသိုလ်ကျောင်းသားများစန့်ကျင်ကန့်ကွက်ခဲ့သည့်နေ့မှာ မြမအသက်ကလေး1282ခုနှစ်တစောင်းမုံလားပြေကျော်ဆယ်ရက်ဖြစ်ပြီးမြမတို့ရဲ့အမျိုးသားဇာတိမှန်စိတ်မြနှိုးချရှင်သန်ပေါ်ပေါက်ခဲ့ရတဲ့နေတူနေမြတ်ပင်ဖြစ်ပါတယ်။ ဒါကြောင့်ရန်ကုန်မြို့ဂျူဘလီဟောခမ်းမကြီးမှာ1922ခုနှစ်ဇွန်လ18ရက်နေ့မှ18ရက်နေ့အထိစီဝေးကျင်းပခဲ့တဲ့ GCPA ခေါ်မြန်မာအသင်းချုပ်ကြီးရဲ့အထူးညီလာခံကတစောင်းမုံလာပြည့်ကျော်10ရက်နေ့ကိုအမျိုးသားနေ့အဖြစ်တညီတညွတ်တဲ့စတင်သတ်မှတ်ခဲ့ကြပါတယ်။ထို့အချိန်မှစပြီးမြန်မာလူလည်ရေးကျိုးပတ်မှုသမိုင်းမှာစီးလုံးညီညွတ်မှုဟာဆွမ်းအားဖြစ်ကြောင်းတက်တည်ပြကပြေးဆိုင်ထူနိုင်ခဲ့ကြပါတယ်။ အမျိုးသားအဖွဲ့နှင့်ခန္ဓာများကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်ဝဲလုံးမှနှင်းစင်မပြတ်ခန္ဓာကြီးကျယ်စွာကျင်းပခဲ့ကြရာယခုဆိုလင်၁၀၅နှစ်တိုင်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ တမိုင်းစင်လာကြီးမားတဲ့အမျိုးသားအောင်ပွဲနေ့ရဲ့စီလုံးညီညွတ်မှုအနှစ်သာရကိုမပြတ်ရွံ့စီပဲသတိရထိမ့်သိမ့်လျက်တိုင်းသားပြည်သူတရက်လုံးရဲ့စူးစီးမှုစွမ်းမကနဲ့ငိမ့်ချမ်းသာယာပြီးဘတ်စုံဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးကိုတည်ဆောက်ကြရမှာဖြစ်ပါတယ်။စင်မှန်ပြီးစည်းကမ်းပြေဝတဲ့ဒီမိုကရေစီစနစ်ခိုင်မာစေရင်းနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကိုဆောင်ရွက်ရမှာပြည်သူအလုံးရဲ့ဆန္ဒပင်ဖြစ်ပါတယ်။နိုင်ငံနဲ့ပြည်သူအလုံးအတွက်ကောင်းကျိုးပေါ်ဆောင် န်းရမနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးဟာအဓိကဖြစ်ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့အသိပညာအတတ်ပညာပြည့်စုံတဲ့လူ့စွမ်းအားရှင်းမြင့်များမှုထုတ်ပေးနိုင်တဲ့ဗတ်စုံပညာရေးစနစ်ကိုအကောင့်ထည့်ဖော်ရမှာကျောင်းနေအရွယ်ကလေးအလုံး ပညာသင်ယူခွင့်ရရှိရေးနဲ့အ ਨੇ စုံ KG Plan 9ပြီးဆုံးသည့်အထိကျောင်းနေနိုင်ရေးအတွက်အခမဲ့ပညာရေးစနစ်ကိုကျင့်သုံးလျက်ရှိပါတယ်။နိုင်ငံစည်းဝါးအဖွံ့အစည်းတိုးတက်ရေးမှာအထူးကနေအခြေခံအုံမြင့်ဖြစ်တဲ့စိုက်ပျိုးရေးကဏ္ဍဆင်းဆက်မပြတ်တိုးတက်ပြီးစိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့စက်မှုကဏ္ဍအဖွံ့အစည်းတိုးတက်မှုမှသည်ပြည်သူတို့ရဲ့လူမှုစည်းဝါးဘဝကိုဆင်းဆက်မပြတ်မြင့်တင်ပေးသွားကြရမှာဖြစ်ပါတယ်။ အလယ်တန်းပညာပီးမြောက်သူများကိုစက်မှုနည်းပညာ၊စိုက်ပျိုးရေး၊မွေးမြူရေးအသက်မွေးဝမ်းကြောင်းအတတ်ပညာများတင်ယူတက်မြောက်နိုင်မဲ့အခွင့်အလမ်းများနဲ့အလောက်ကိုင်းခွင့်လမ်းများရရှိနိုင်ဖို့အခြေခံပညာနဲ့စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများကိုတိုးချဲ့ဖွင့်လှစ်တင် जा ပီးလျက်ရှိပါသည်။အဲဒီကမှတစိမ့်အသိပညာအတတ်ပညာနဲ့စွမ်းဆောင်ရည်မြင့်မားတဲ့နိုင်ငံသားကောင်းထူးချွန်ပညာရှင်များပေါ်ထွန်းလာစေရေးကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ် နိုင်ငံတကာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်သူတဦးချင်းစီရဲ့အသိပညာအတတ်ပညာအတွေ့အခေါ်ဗဟုသုတပြေဝစီခြင်းဖြင့်အမျိုးသားပညာရေးကိုမြင့်တင်ပေးရမှာဖြစ်ပါတယ်။အထူးသဖြင့်ဒီမိုကရေစီစနစ်ကိုကူးပြောင်းနေတဲ့ဒီကနေ့ကာလမှာတိုင်းရင်းသားပြည်သူများအနေနဲ့အရာရာကိုစဉ်းစားတွေးခေါ်ပြီးအမားမှန်ကိုခွဲခြားသိရှိကနိုင်ငံနဲ့လူမျိုးအကျိုးသေဖို့ဆောင်ရွက်ရန်အရေးကြီးပါတယ်။ အသိပညာအတတ်ပညာပြည့်စုံတဲ့ပညာတတ်များနဲ့နိုင်ငံတော်ကိုတည်ဆောက်ကြရမှာဖြစ်ပါတယ်။အမျိုးသားပညာရေးမြင့်တင်ရေးအတွက်အခြေခံအဆောက်အအုံများဖြည့်ဆည်းပေးခြင်း၊သင်ယူညွတ်တဲ့များခင်းတဲ့အညီမွမ်းမံပြင်ဆင်ခြင်း၊ဆရာဆရာမများတင် जा တင်ယူမှုအရေးအသွေးမြင့်တင်ခြင်း တင်ယူမှုအခွင့်အလမ်းများတိုးမြင့်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပြီးပညာရေးသုံးစိတ်များကိုနှင်းစင်တိုးတက်သုံးဆွဲလျက်ရှိပါသည်။တို့ဖြစ်ပါ၍အမျိုးသားပညာရေးကိုမြင့်တင်ခြင်းဖြင့်နိုင်ငံတော်စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန်နိုင်ငံသားအလုံးကဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာဖြစ်ပါသည်။ ဒီကနေ့ကာလဟာမိမိတို့နိုင်ငံအတွက်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးတည်ဆောက်ရေးအတွက်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးလှလာတောင်းထားတဲ့ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာရှောက်လန်းနိုင်ရေးအတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုမကြာမီစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ရွှေကောက်ပွဲလုပ်ငန်းစဉ်သည်သာမိမိတို့ရှောင်လန်းရောက်မဲ့လမ်းကြောင်းအမှန်ဖြစ်တာကြောင့်ပြည်သူလူထုရဲ့ပူပေါင်းပံ့ပိုးမှုနဲ့အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်တိုက်တွန်းအပ်ပါတယ်။အမျိုးသားအောင်ပွဲနေ့ဟာမြန်မာပြည်သူပြည်သားအားလုံးရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာဇာတိသွေးဇာတိမှန်ရှင်သန်ထက်မြက်တက်ကြွလာစေရန်တရေတီပေးခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ ဤသို့ထူးခြားလေးမြန်လာတဲ့အမျိုးသားအောင်ပွဲနေ့မှာစီလုံးချစ်ကြည်လက်တွဲညီရွှေပြည်သစ်စီလှမ်းကြမည်ဆိုတဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဆောင်ပုံးတဲ့ညီမြမပြည်သူပြည်သားအပေါင်းတို့ကပြည်တော်စုစိတ်သက်ကိုအရင်ခံပြီးသွေးစီညီညွတ်တဲ့အမျိုးသား၏အောင်မြတ်များနဲ့တော်ရငိမ့်ချမ်းတာယာပြီးဖွံ့မျိုးတိုးတက်တဲ့ရွှေပြည်သစ်ကြီးကိုပူးပေါင်းချီတက်သွားကြပါယံအလေးနဲ့ထားတိုက်တွန်းနှိုးဆော်ထားပါရဲ့ရှင်